ရှင်သာဘုရားသခင်ကျေးဇူးတော်ကိုချင်းမွမ်းပါရယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့တင့်ကိုနိုင်တော်ဘုရားဆိုရဲကောင်းခြင်းလေးနဲ့ခွန်အားပေးတော်မှာဖြစ်ပါတယ်ယေရမိအနာဂတိကျမ်းအခန်း20စာပိုက်ခွန်ကိုဖတ်ပါမယ်ထာဝရဩထာဝရဘုရားကိုတော်သည်ကျွန်ုပ်ကိုတွေးဆောင်တော်မူသည့်အတိုင်းအကျွန်ုပ်လိုက်ပါပြီကိုတော်သည်အကျွန်ုပ်ထက်အားကြီး၍နိုင်တော်မူပြီအကျွန်ုပ်သည်ကဲ့ရဲ့ခြင်းကိုနေ့တိုင်းခံရပါ၏လူတိုင်း ပြစ်ပြေခြင်းကိုပြုတ်တတ်ကြပါ၏ပြောရတွေ့ရတယ်။ဒါယေရမိကဖယားသခင်ရဲ့သူ့ရဲ့ဆွဆန်ရေးကိုပြောနေခြင်းဖြစ်တယ်။တခါတလေမှာယေရမိဟာနော်ဖယားသခင်ခိုင်းတဲ့အရာတွေကိုဟာလာအမှုတော်မြတ်မှာတချို့နေရာတွေကအလွန်ခက်ခဲတယ်။လူတွေစီတားခြင်းကဲ့ရဲ့ခြင်းပြည့်ပြုခြင်းခဏခဏခံရတယ်။ဖယားသခင်ခိုင်းတာလုပ်မိတဲ့အတွက်အဲ့ဒီခါမှာ ဒါကိုမလုပ်ဘဲနေဖို့အတွက်သူကြံစည်နေတယ်ပေါ့ဒါပေမဲ့ဖယားကအနိုင်ထက်သွေးဆောင်တယ်သူ့ကိုဖယားသခင်နိုင်တယ်သွေးဆောင်နိုင်တယ်တဲ့ဘောလဲဆိုတော့ကျွန်တော်ထက်ကိုရောကတိုင်အားကြီးတယ်အဲ့ဒါကြောင့်ကျွန်တော်နိုင်တယ်ပြောရတွေ့ရတယ်ဒါကြောင့်အောက်ဖတ်မယ်ဆိုတော့ဖယားခင်ခိုင်းတာကိုမလုပ်ဘူးဆိုရင်အလိုတော်မနာခံဘူးဆိုရင်တော့မကြမ်းပါဘူးတဲ့စိန်လုံးမှာပူလောင်ခြင်းရှိတယ် ခိုင်းတဲ့အလုပ်ကိုလှုပ်လိုက်မှပဲနေသာထိုင်သာရှိတယ်နော်ဒီလိုပြောပါတယ်ဒါကြောင့်ဒီနေ့ကိုယ့်ကိုစစ်ဆေးဖို့ဖြစ်တယ်သင်ကိုနိုင်တဲ့အရာကဘာလဲနော်နှစ်ပေခန်းနဲ့စာပိုက်စကောမှာမပြောလဲဆိုတော့လူကိုနိုင်တော့အရာတွေလူသခင်ဖြစ်တယ်ကဲယေရမေကတော့ဖယားသခင်ကသူ့ကိုနိုင်တယ်ပေါ့ဆိုတော့ဖယားသခင်သူ့ရဲ့သခင်ပေါ့ဒီနေ့ ကိုကိုစစ်ချောစစ်စေးဖို့ဖြစ်တယ်။တင်းအောင်ဘသူနိုင်ပါတလဲ။နော်။ဖျားသခင်တန်ရှင်တော်ဝိညာဉ်တော်အဖြစ်သူအနိုင်ထက်သွေးဆောင်တဲ့အခါမှာတင်းဟာနော်သွေးဆောင်တာသူလိုက်ပါချင်းရှိပါသလား။သူ့မဟုတ်လောကဖက်မှာပဲကို့အလိုဆန္ဒအတိုင်းပဲအသက်ရှင်နေပါသလား။အဲ့တော့ဒီလောကဖက်မှာတင်းအသက်ရှင် လောကသူ့နိုင်နေခြင်းဖြစ်တယ်။အဲ့တော့တင်းကိုနိုင်တော်သူတွေတင်းရဲ့သခင်ဖြစ်တယ်။ ဒါလိုပြောပါတော့ခင်ဗျာဒါကြောင့်ဒီနေ့ဒီနှုတ်ကပတော်အားဖြင့်တင့်ကိုတင်ပြန်လဲဆွဆွချပါနေ့စဉ်အတ္တာမှာတင့်ကိုနိုင်တော်အရာနော်ဘာတူပါလဲယေရမိကဲ့သို့တင့်ကိုနိုင်တော်သူသည်ဘုရားသခင်ဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်နော်အဲ့တော့ဒီမတဲခန်း6စာပိုက်24မှာဆိုလဲဘာပြောလဲသခင်နှုတ်ရဲ့အစီကိုဘယ်သူမှမခံနိုင်ဘူးတဲ့တူဦးကိုချစ်မဲ့တူဦးကိုမုန်းမဲ့နော်တူဦးကိုနာခံမဲ့တူဦးမခတ်မညာပြုမဲ့ မင်းတို့ဟာတဲ့လော့ကီစီစိန်အစီတော်လကောင်းဖျားခင်အစီတော်လကောင်းမခတ်နိုင်ဘူးတဲ့ဆိုတော့ဒီနေ့ကျွန်တော်ယုံကြည်သူတွေအတ္တတာမှာနော်ကိုယ့်ကိုစစ်ဆေးဖို့ဖြစ်တယ်ကျွန်တော်နိုင်တဲ့အရာကနော်နှစ်ခုရှိတတ်တယ်အရာကတော့တခါတလေမှာဖရာကိုနိုင်တယ်တခါတလေမှာလောကကြီးလောကမှာရှိတဲ့စီးစိမ်ဥစ္စာကိုနိုင်တယ်ဆိုတော့တခင်နှစ်ဦးပေါ့အဲ့လိုဖြစ်တတ်တယ် ကြောင့်နဲ့စာဝနေအတွက်အောက်ဆက်ဖတ်မယ်ဆိုဘယ်သူစာရမလဲဘယ်သူတောက်မလဲစာဝနေအတွက်မစွရင်နဲ့တဲ့မစွရင်နဲ့တဲ့စာငက်တောင်မှပဲဘာမှမလုပ်တတ်မရှာဖွေတတ်မစုဆောင်တတ်တဲ့စာငက်ကိုတောင်မှဘုရားမပစ်ထားဘူးဝါဆိုကျွေးတယ်ဆိုရင်တဲ့မင်းတို့စာငက်ထက်အလိုမြတ်တယ်မဟုတ်ဘူးလားတဲ့ဘာဖြစ်လို့စိုးရင်မလဲပြောချင်တာကတော့ဒီနေ့ဘုရားသခင်ကနော်ဘုရားသခင်ကဟုတ်လား ကျွန်တော်ကိုအလုံးစုံတာဝန်ယူနိုင်တယ်ဆိုတာကိုဖယားသခင်စိတ်ချဖို့ဖြစ်တယ်ယုံကြည်ပြီးစိတ်ချဖို့ဖြစ်တယ်အဲ့လိုဖယားသခင်ကိုယုံကြည်စိတ်ချမယ်ဆိုရင်တော့တင့်ဝင်နိုင်တော့သူကဖယားသခင်ဖြစ်လာလိမ့်မယ်လို့ပြောချင်တာတခါလေမှကျွန်တော်တို့စိုးရင်လည်းပေါ့ဘလို့စောင့်ဝနေအတွက်စိုးရင်စိတ်ဝင်တဲ့အခါမှာအဲ့ဒီစောင့်ဝနေကကိုယ့်ကိုယ်ကိုနိုင်တော့သူဖြစ်လာတယ် အဲ့တော့သူကကိုယ့်ရဲ့သခင်ဖြစ်လာတယ်ပေါ့အဲ့လိုဖြစ်တော့သခင်ကနှိုးဖြစ်သွားရောဖျားသခင်နဲ့လော့ကီအရာနဲ့နော်ဆိုတော့ကိုယ့်ကာယဘောဖျားကိုဝတ်ပြုကိုယ်ကိုယ်လိုက်ပြင်လဲဖျားဆွန့်ခဲ့ပြီးလော့ကာကိုဝန်ခံလိုက်ဝတ်ပြုကိုယ်ကိုယ်လိုက်အဲ့လိုဖြစ်နေတာပေါ့အဲ့တော့တကယ်တမ်းကျတော့ဒီနေ့ကပောက်ချာခန့်တစ်စာပွဲ26နဲ့28ထိကြည့်မယ်ဆိုရင်တော့ဖျားသခင်ကလူကိုဖန်ဆင်းရတဲ့ရွက်ချက်ဟာ ဒီကဘာဒီနော်ကဘာပြောမယ်ဆိုရင်ဒီလောကနဲ့လောကမှာရှိတဲ့အရာတွေကိုအုပ်ဆိုးပြီးအနိုင်ယူဖို့ဖြစ်ပါတယ်။နော်အဲ့တော့ပရမအာဒံကြောင့်ဒီနေ့ကျွန်တော်ရှုံးရှုံးရပေမဲ့ဒီနေ့ဒီတိရောခန်းကစပိုက်၃လေးမှာဆိုရင်တော့ဘုရားခင်တားတွေကတဲ့လောကအောင်တတ်တယ်တဲ့လောကအောင်ခြင်းကြောင့်ကတဲ့ ငါတို့ယုံကြည်ခြင်းဖြစ်တယ်အဲယုံကြည်ခြင်းရေရှုခရစ်တော်မိမိကယ်တင်ရှင်ပြီယုံကြည်ခြင်းဖြစ်တယ်ပြောတယ်အဲ့တော့အာဒံရှုံးရှုံးခဲ့တဲ့အစိုးအနိုင်ယူခြင်းကဒီနေ့ကျွန်တော်ပေါ်မှာတက်ရောက်ခဲ့ပေမဲ့ယေရှုကိုယုံကြည်ခြင်းအပြင်ဟာလာနိုင်တော်သူဖြစ်ရတဲ့အခွင့်ဘုရားသခင်ကျွန်တော်တို့ပြန်ပေးထားပြီးသားဖြစ်တဲ့ယေရှုကြောင့်ယေရှုအပြင်ဘာကြောင့်ဓမ္မမေတ္တာလောကကိုနိုင်တော်သူဖြစ်ပါတယ်လောကအသိကိုနိုင်ဖို့မဟုတ်ဘူး လောကမှာရှိတဲ့အရာတွေရွှေငွေစည်းစိမ်ဥစ္စာတွေမှတ်စာပြီးယာတုအောင်မြင်မှုတွေဟာနော်တင့်ဝင်နိုင်ဖို့မဟုတ်ပါဘူးတင်ကတုနိုင်ရမှာဖြစ်တယ်အဲ့တော့ကိုယ့်ဟာကိုယ်တော့မနိုင်နိုင်ဘူးယေရှုအဖြစ်နိုင်နိုင်တယ်ယေရှုကိုယုံကြည်ခြင်းအဖြစ်နော်ဒါကြောင့်ဒီနေ့ကစာပြီးအားပေးခြင်းတယ်ဒီနောက်ဆုံးသောကာလမှာဆိုရင်တော့စိုးရင်စရာတွေများစွာရှိပါတယ်နော်တဘာဝဘေးတွေကတစ်မျိုး လူတို့ရဲ့ဘေးအလက်တစ်မျိုးနိုင်ငံရေးတစ်မျိုးစေစေရတစ်မျိုးစောက်ဝနေရတစ်မျိုးဩဒီကလနာဘေးရတစ်မျိုးဟာလာကုံစင်းလုံးကြီးတာတစ်မျိုးဩအမျိုးမျိုးပါပဲစိုးရင်စရာတွေကပတ်လဲဝိုင်းနေပါတယ်သူ့အတွင်အဲ့ဒါကိုနိုင်ဖို့ကတော့ဗာလေယေရှုကိုစစ်ချပါစောက်နေရအတွက်မပူနဲ့တဲ့နော်မပူနဲ့တဲ့စံငက်ကိုတောင်းအငက်မထားဖခင်ကမင်းကိုလည်းအငက်မထားဘူး ဒါကြောင့်အဲ့ဒါလေးကိုယုံကြည်ပြီးစိတ်ချနေလိုက်ပါအဲ့ဒါဆိုရင်တော့ဘုရားသခင်တည်ုံနိုင်မှာဖြစ်ပါတယ်တည်ုံနိုင်တယ်ဆိုရင်တော့ဒီနေ့အလိုတော်ကိုနှက်ခနိုင်မှာဖြစ်တယ်တင်အဖြစ်ဘုရားဘုံထင်ရှားမှာဖြစ်တယ်လို့ခွားပေးနေနေကုန်ချုပ်ပါတယ်ဘုရားသခင်နဲ့တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်